းမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမမဆန်းပွင့်ရေးသားထားတဲ့အပျိုကြီးဖြစ်ရခြင်းအကြောင်း73ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနှာစင်ခန်းစားကြည့်ပါရှင်အပျိုကြီးဖြစ်ရခြင်းအကြောင်း73 အချစ်အမုံဆိုတာကိုရောဘလို့ပုံစံမျိုးတွေနဲ့နားလည်ထားတာလဲလို့ကိုမင်းကို့အမားစိတ်ဆိုးနေဦးမှာလားဒီတခါတော့ကျမနှုတ်သွက်သွက်နဲ့ပြန်ပြောပြပါသည်ကို့မှာစိတ်ဆိုးဖို့အကြောင်းဘာမှမရှိပါဘူးမမြလွင်ရဲ့ကို့ဝတ္ထုတွေနဲ့ပတ်သက်လို့ဘဝင်မကြတာမျိုးရှိလို့တော့ဘုံမွင့်တာပြောပြပါ ကို့အေးသားချို့ရင်းလို့ကို့ရဲ့ဆိုလိုချက်ကိုကို့စာဖက်ယုံနဲ့သဘောမပေါက်ဘူးဆိုရင် ကိုကလူကိုယ်တိုင်လိုက်ရှင်ဖို့စိတ်ရထက်တန်နေတာပါဟိုးဟိုး ဝေဖန်မလို့နေတန်းပြိုးနေတာမဟုတ်ပါဘူးဇလန်းပေးမလို့နေတန်းပြိုးနေတာပါကျမကခက်ဟက်ဟက်ရင်မိပြီအလေအပြိုကြီးကဒီလိုဆိုတော့လေဘယ်ဆိုလို့လဲသူကလဝါကြီးကပြပြီဇလန်းကစမ်းလွန်းလို့လွယ်လွယ်ကူကူနဲ့ပေးနိုင်လိမ့်မယ်မဟုတ်ဘူးနော်အမိနဲ့အကြီးလည်းဆွေးနွေးရမယ့်အကြောင်းတွေကရှိသေးတယ်ဘာရင်းများလဲဆိုပါအောင် ခုနေကအကြောင်းကပြန်ဆရမှာပေါ့အချစ်အမုန်းဆိုတာကိုဘလို့ပုံစံမျိုးတွေနဲ့မဆန်းပွင့်ကနားလေထားတယ်လေကွာဟာမမြလွင်ကလေကတိကတက်ကွယ်ဘလို့နားလေရမှာလေချစ်တယ်မုန်းတယ်ဆိုတာစမ်းနာမှာမဟုတ်ပဲဘာတွေတက်ခွဲစရာလိုသေးလို့လေလိုပါပြီကော928စစ်စစ်မြစ်တာ1500စစ်စစ်မြစ်တာအေးပြီးတော့928လဲမကတ် 1500လည်းမပြည့်နိုင်တဲ့မေတ္တာမျိုးဆိုတာတွေပြင်နည်းနည်းစံပြတဲ့မေတ္တာနဲ့အင်မတန်ပေါ်ရှန်းရှန်းနိုင်တဲ့မေတ္တာမျိုးတွေရှိနေသေးတကော။ဩဒါတွေလား။အေးလေဒါလည်းရှိစမြဲပါကွာ။ဘာစမ်းလို့လဲ။မစမ်းပွင့်တဲ့စကားပြောရတာအားမရပါဘူးကွာ။စာရေးဆရာလည်းဆိုသေးရဲ့စကားပြောတာလည်းပေါ့ပြက်ပြက်နဲ့။မမြလွင်ကလည်းကွယ်။စာရေးဆရာဆိုတာလည်းလူပါပဲ။လူပီပီချိုးရင်းချက်ရှိစမြဲပါ ဒါပေမဲ့ဆရာ စာဖတ်ဝါသနာပါတဲ့လူတွေကတော့စာရေးဆရာကိုအထင်ကြီးတဲ့ကြတယ်။အမိပေါ့ပြက်ပြက်ပြောနေအမိစာကိုဘာမဖတ်ချင်မဲဖြစ်သွားမယ်။ကျမသည်သူပြောသည်ကိုလေးလေးနက်နက်စဉ်းစားနေမိပါသည်။ကျမစာရေးသည့်အခါကျမယုံကြည်သောကျမထင်မြင်သောအယူအဆတရက်ကိုတည်တည်ချာချာသုံးသပ်လေ့လာပြီးမှသာရေးသားတင်ပြလေးရှိပါသည်။အလေးနက်ရေးသားခြင်းမျိုးကိုမှနှစ်ချိုက်တတ်သောကြောင့်ကျမဝိထုများသည် အလှပများယောနေနေတဲ့တီကိုလည်းဂယုပြူနေရပါသည်အထူးသဖြင့်အပြိုကြီးဖြစ်ရခြင်းအကြောင်းခေါင်းစဉ်အောက်မှဝိထုဇလန်းတို့သည် ချောမွေလှပခြင်းနှင့် အစဉ်တစားပြေဝခြင်းတို့ချွေရင်းနေပါသည်ကျမကိုယ်တိုင်ကမူအလေးနက်ပြောဆိုနေထိုင်ရခြင်းမျိုးကို နှစ်သက်ခြင်းမရှိပါဘီတနေ့ပြီးတနေ့ရက်တွေကုံဆုံးသွားရခြင်းနဲ့အသက်ကြီးရင်လာခြင်းကိုဆက်ဆက်လိုက်သည့်အခါ လူဘွား၏အထိပ္ပယ်ကို ရှာဖွေမတွေ့ရှိတော့ပါဘဝဆိုတာအလကားပါလားတနေ့ပြီးတနေ့ရက်တွေကုန်သွားတာပဲအရွယ်အိုမင်းကြည်ရင်တာပဲစသည်အတွေ့များဝင်လာသည့်အခါသူများတကာကတရားကြား၍တိလာရှင်ဝစ်ချင်ဝစ်သွားမည်ဖြစ်တော်လေဘာသာတရားဟူသည့်လူပေါင်းလောကဤတကိုထမျက်ကြီးမသောအကုတ်အညံ့လက်နက်ကြီးများအဖြစ်သာခံယူထားမိသောဂျမဖို့ တိလရှင်ဝတ်ဖို့လည်းမဖြစ်နိုင်ပါဒီတော့ပျော့ပျော့ပြုံးပြုံးနဲ့အချိန်တွေကုံဆုံးသွားနိုင်အောင်စူးစမ်းရမည်ဟုပင်စိတ်မှတ်ထားလိုက်မိပါသည်တခုဝန်ခံရမှာကတော့ကျမသည် အပျိုကြီးပြီးပြီးမိမိအားကြောကမြီဆက်ဆံမှုမျိုးနဲ့မလီမစာအမှုရာနဲ့ရှုပ်ပြက်နောက်ပြောင်မှုများကိုလည်းစိုက်နှစ်သက်ခြင်းမရှိပါအင်မတန်ခွာကြသောလူတစ်မျိုးဖြစ်ရက်တီနေသည်ဆိုရမည်လားမပြောရဲ့ ထိုထက်ပို၍ကျမပြုစုရေးသားသောစာပေကိုကျမပို၍အလေးပေးခရူထားမိပါသည် ကျမယူဆများကိုရှုံချခြင်းတိုက်ခိုက်ခြင်းကိုခုခံရန်စိတ်ဝင်စားပါသည် ထို့တူပြောင်းလောင်းခြင်းပေါ့ပြက်စေခြင်းကိုလည်းတီးခံရန်စိတ်ကူးမရှိပါကျမရေးနေသော အပျိုကြီးဖြစ်ရခြင်းအကြောင်းကောင်းစဉ်အောင်မှဝတ္ထုများကို အချို့မနှစ်ခြိုက်ကြပြီလင်းမရတာများအမှတ်စဉ်ထိုးပြီးရေးနေရသည်ဟိုပြောသူလည်းမရှား ဒီเจ้าတွေမရက်သေးဘူးလားအเจ้าတွေထက်ကုန်ပြီဟိုပြောသူလည်းမနေပါမဂဇင်းတိုက်ကလည်းငโกကလေးကမှအသက်မဝတဝရှူးနေရတာဒီเจ้าတွေကြီးထဲ့နေရရင်သိပ်စားတာမှမဟုတ်ပါဘူးဟိုတမျိုးလှည့်ပြောသူလည်းရှိသေးသည်ဖတ်လို့တော့ကောင်းပါလေကွယ်ဒါပေမဲ့တို့မိန်းမတွေပေါ့အထင်မြင်သေးစရာတွေကို ဖော်ထုတ်ပေးသလိုဖြစ်နေတယ်ဟိုတငယ်ချင်းစာရေးဆရာတယောက်ကပြောပူပါသည် သူကမိမတို့၏မြင့်မြတ်ခြင်းကိုဖော်ထုတ်၍ယောက်ျားတချို့တို့၏ဆိုသွန်ယုံညံ့စိတ်များကို ချိုးနှင်စေပြီးစန့်ကျင်ဘက်များချင်းချင်းစာနာကျင်နာရေးကိုဦးစားပေးရေးသားရန်စိတ်အားထက်သန်သူဖြစ်သည်သူတို့နှင့်ကျမစိတ်သဘောထားချင်းမတိုက်ဆိုင်တော့ပါကျမသည်လက်ရှိလူပောင်ဤလူနေမှုစနစ်များကိုမကျေနပ်နေသူဖြစ်သည်ချိုးရင်းချက်များကိုပြင်ဆင်လိုသူဖြစ်သည်ပြုပြင်ပြောင်းလဲရေးကို မျှော်ခေါ်လျက်ရှိပါသည် ကျမမြင်သောအမြင်ကိုတင်ပြဆွေးနွေးနေခြင်းသာဖြစ်ပါသည်။ကျမတို့ယနေ့ရင်ဆိုင်တိုက်ခိုက်နေရသောဘဝဤဒုက္ခအဖုံဖုံကို ကျမမြင်သောထောက်မှကျမတင်ပြနေပါသည်။စန့်ကျင်ဘက်လိမ်များချင်းချင်းဆက်ဆံရေးမှာပဲဖြစ်စေ၊လိမ်တူချင်းဆက်ဆံရေးမှာပဲဖြစ်စေ၊တွေ့ကြဆုံကြချစ်ကြိုက်ကြခြင်းမှာဘာမျှဆန်းလာသည်မဟုတ်ပါ။အကြောင်းပြချက်မရှိပါ။တဲလွန်စာမရှိပါ။မုံချင်းကျင်နာချင်း ခွဲခွာရခြင်းတို့၌မူအကြောင်းပြချက်တွေတော့ရှိနေပါတော့သည်။ငွေကြောင်း၊ဂုံကြောင်း၊ပညာကြောင်း၊တတိကြောင်း၊ဘာသာရေးကြောင်း၊လူမျိုးရေးကြောင်း၊မေတ္တာတရားခေါင်းပါငတ်မောခြင်းကြောင်း၊လိင်စိတ်ကြောင်း၊အမျိုးယုံညံ့အစွဲလန်းကြောင်း၊မမျှော်လင့်မဲလွဲချော်ရမှုများကြောင်း၊အရေးချင်းအရေးသွေးကြောင်း၊ကျန်းမာရေးကြောင်း၊စသည်စသည်အကြောင်းပြချက်များကို ကျွန်မသုံးသပ်မိခဲ့ပါသည်။ ။ထိုသုံးသက်ချက်များကိုလည်းဇလန်တပုတ်စီ၌ထင်ဟပ်ပြခဲ့ပါသည်။ထိုချက်များကိုခြေမုံပြလိုပါသည်။ပြက်သုံးသွားစေလိုပါသည်။ဒါသည်ပင်ဤဝိထုများ၏အနှစ်သာရဖြစ်သည်။ပန်းတို့သည် ပွင့်ကြလှကြမည်။ပွင့်ပြီးတော့ကြွေကြမည်။ညိုးရော်နွမ်းချောက်ကြရမည်။ဤသည်မှာပန်းဤအပိဓမ္မာသာဖြစ်သည်။ပန်းနိုင်ပွင့်၍ပွင့်နိုင်လှကြရန် ရေမြေလေတု၏အထောက်ကိုပြုမှုများအများကြီးလိုပါသည် လူသားတို့၏ဘဝကိုစီသည်လည်းပန်းတို့၏ဘဝကိုစီကဲ့သို့ ပွင့်နိုင်လှနိုင်ရန်လိုအပ်ပါသည် လူဘဝ၏အလှပများကို ဖွံ့ဖြိုးစေသော အကြောင်းချက်များကအပေနီကျမတို့စီစစ်ဖို့မလိုအပ်ပြီလောကျွမ်းကျင်လိမ္မာသောဥယျာဉ်မှုသည် ပန်းတို့လန်းလန်းဆွင်ဆွင်ပွင့်ရေးကို ကောင်းစွာနားလည်ပါသည်ရေမြည်တို့ပေးရမည် မြေဘဲသို့ပြုပြင်ပေးရမည်။ပိုနှင့်ယောဂါတို့ကိုဖယ်ရှားရမည်ကိုသိလေရှိသည်။လက်တွေ့ဆောင်ရွက်သည်။ထိုအခါသူမြင်နိုးစွာသူ့လက်နှင့်ပြိုးခဲ့သော ပန်းတို့လည်းသူမျှော်လင့်သလိုလန်းဆန်းလှပလေးရှိတတ်သည်မဟုတ်လား။လူသားတို့၏ဘဝကိုယ်စီတာယာရေးကိုလိုလားသောဆန္ဒသည်ကျမရင်၌အပြည့်ရှိပါသည်။ဤဆန္ဒ၏စိတ်ဆော်မှုကြောင့်သာဒီကောင်းစဉ်နှင့်ဒီဇလန်များကိုကျမအတင်ပြနေမိခဲ့ပါသည်။ ကျမ၏တင်ပြချက်များကိုလက်မခံသူတွေရှိမည်ဖြည့်ဆွက်လိုသူများလည်းရှိပါလိမ့်မည်မိတို့ပင်ဖြစ်စေ ကျမအလေးနဲ့ထားသောအယူအဆတရက်ကို အလေးနဲ့ရေးသား၍တင်ပြနေမိအုံမြည်သာဖြစ်ပါသည်နှုတ်ပြောရမူကျမ၏ရှင်ပြက်ပြက်ရော့ရဲရဲပြောတတ်ခြင်းများရှိနေပါတော့သည်ဤသည်မှာကျမကပြင်ရခတ်သောဇယိုက်တစ်မျိုးဖြစ်နေပြန်သည်ကဲအတော်ကြီးကိုပြောတာကြားရဲ့လားဘာတွေစဉ်းစားနေတာတော့ မမြလွင်ကကျမပခုံးကိုပုတ်၍ပြောပြီးရီလိုက်မှ ကျမလည်းအတွေ့အမြင်ကိုဖြန်လိုက်ရသည် စိတ်ထဲမှာ တွေးပြောနေမိခြင်းများကိုရယ်ဆိုင်လိုက်ရသည်ကဲဆိုပါအောင်ကိုယ်ဇလန်းပေးမယ်ဆိုအေးလီပေးမလို့ဟာ အမိကနားမမထောင်မဲ့ကိုကျမတော်တော်အာနာသွားမိသည်နားထောင်နေပါရဲ့ကွာ ပြောပါ ပြောစရာဘာလို့လဲမဆန်းပွင့်နဲ့ကိုရိုးနဲ့တရက်ထဲနေတာပဲတရင်ကြရမှာပေါ့ ဟိုမမြလွင်ကလေကိုနဲ့မမြလွင်နဲ့ငငယ်တဲကတိပြီးခုတည့်ရထဲနေကြပဲမယ်ကွဲနေကြတာအကြာကြီးပဲမို့လားကိုရောအဖေကဟိုပြောင်းဒီပြောင်းနဲ့ခုပင်စင်ယူမှဒီပြန်ရောက်တာပဲကိုမလဲရန်ကုန်ရောက်လိုက်မြောင်းမြရောက်လိုက်ရမဲသိန်းရောက်လိုက်နဲ့ကိုမျိုးကိုပြန်ရောက်တာဘလောက်ကြာသေးလို့လဲကိုအကြောင်းကြားဘူးတာရှင်ဖြေးဆွဲရမလားညင်းချက်ထုတ်ရမလားလို့မေးနေတာပါအင်းအဲ့လိုဆိုလဲကြားဘူးတာတခုတော့ပြောမလဲ မမြလွင်တို့မိဘများကမမြလွင်တို့ညီမနှစ်ယောက်စလုံးကိုဘသူကိုမှအိမ်တော်မပြုစေခြင်းမူဆိုလာဆက်ကြမြန်းကြရင်လဲစိတ်ဆိုးတာပဲရန်တွေ့လွတ်တာပဲတဲ့ပိုးတယ်ပန်းတယ်ဆိုရင်လဲဒေါပွားတာပဲဆိုအစ်စ်ပေါ်မဆန်းပွင့်ရင်အဖေတို့အမေတို့တဲလိုက်ပုံတော့မပြောနဲ့တော့အိမ်တော်သားမွေးဆိုတာဒုက္ခမျိုးပွားတာပဲလူဘွားဆိုတာဒုက္ခကြီးပဲလို့တထစ်ချဆွဲထားကြတာအဖေတို့အမေတို့ကတရားသမားတွေမို့လားကွလူမဲတမ်းမဲ ဥပုပ်သီလစောက်တီမဲတရားထိုင်မဲတန်နေရလဲနေကြပြီးတော့မတင်ထူးကလည်းရေခဲလို့အေးဆက်နေတာအဖေတို့အမေတို့စိတ်ကြိုက်တတဝေမတိတ်နေတာအသက်20လောက်ခရဲကအဖွားကြီးလေးလိုနေလာတော့ခုဆိုအဖွားကြီးလုံးလုံးဖြစ်နေတာပေါ့လေမတင်ထူးမှာသူ့ထက်အကြီးသူ့မကြီးဖြစ်ပါသည် အသက်40ကျော်များသာရှိသေးတော်လဲအပြင်းအစင်အနေထိုင်တွေကြောင့်အသက်60ရွယ်ဖွားကြီးတယောက်နဲ့တူနေသည် ဗတ်တင်ထူးနှင့်စာတော့မမြလွင်ကအများစွာနှုတ်ပြသည်တရက်အချိုးကြောင်လဲဝတ်စားနေထိုင်သည်သူတို့လုပ်ငန်းမှာရွှေပရင်ဆိုင်ဖြစ်သည်ရွှေပရင်ကို သူတို့အကိုမုတ်ဆိုးဘော်တယောက်ကစီမံအုပ်ချုပ်သည်ကိုရိုင်းလုတ်ကိုင်းသည်မမြလွင်ကဈေးထဲတွင်ရွှေဆိုင်ထွက်သည် အိမ်လုံးနှင့်မိဘဝေယဝတ်စာစွမ်းကွမ်ဝေယဝတ်စာများကို မတင်ထူးကတိုင်ကန်တင်ကြုံလုတ်ကိုင်းသည်မမြလွင်က စီဝါရေးဆောင်ရွက်သူပြီးပြီးလောပါရှိသည် ကျမတို့အိမ်တွင်ပစွန်ကြောက်စားစရာမရှိတော့၍သူတို့အိမ်တွင်လာမျှရခြင်းဖြစ်ပါသည်မိဘကမပေးစားခြင်းအိမ်အောင်မပြုစေခြင်းနဲ့ကြားရဲကအိမ်အောင်ကြသွားတဲ့လူတွေလည်းရှိတာပါပဲအဲ့ဒီတည်းလေကိုတို့မပါခဲ့ဘူးမမြလွင်ကဆက်ပြောပြီးသူ့စကားသူသဘောကျသွားဟန်တူပါသည်ဟဟပပတ်များပင် ရှိမောနေလေသည် ကျမလည်းပြုံးမိသည်ဒါဝိထုရေးရမယ်အချက်ပဲဒါလှုပ်ဝက်ချက်ပဲ ဒီချက်သိရမှာကိုအိမ်ပြန်တော့မယ်မမြလွင် သူကတိုး၍ရည်နေပြန်ပါသည်ဘာရီများသဘောကျနေကြတာတော့လမ်းမဘက်မှာအတန်တတန်ကြောင့်သူနဲ့ကျမတို့ပြိုင်တူလှည့်ကြည့်လိုက်မိပါသည်မတ်အောင်မတ်လိုင်နဲ့မအေးများတို့ညီမတို့တွေကိုတွေ့ရသည်မအေးများသည်မတ်အောင်မတ်လိုင်တို့နဲ့ပါတိတ်လုံးကြီးစင်တူဂရစ်နိုင်လွန်စင်တူဝှထားတော်လဲပခုံးမော်တွင်ယောဂီတစ်ပတ်လေးလောကဘက်ထိုးတင်ထားသည် မျက်နှာရင်းလည်းတနခါမရှိပါသပင်ကိုပြပြအောင်ဖိထားပါသည်မမြလွင်သည်သူတို့ကိုဘာမျှပြန်မဖြစ်ပြုံး၍သာနှုတ်ဆက်ပြီးအိမ်ဘက်စီသို့မတင်ထူးရေ မတင်ထူးရေနှင့်လှမ်းအော်နေပါတော့သည်အော်သံဆုံးသည့်နှင့်မတင်ထူးထွက်လာပါသည် မတင်ထူးဤပခုံးထက်တွင်လည်းယောဂီတပတ်လေးတစ်ထဲပါလာသည်ဘဲဘက်လက်ကဝတ်တွင်လဲစိတ်ပရိအဖြူတကုံးပတ်ထားသည် ဖဲသွားကြမလို့လဲ ကျမမေးကိုမတင်သူတို့ကမဖြေမီမမြလွင်ကဝင်ဖြေလိုက်ပါသည်ယောဂီမင်းနှစ်ယောက်ကတရားနာလေဈေးဓမာယုံမှာအာလင်ငါးဆင့်ဆရာတော်တရားဟောမင်းဟိုအမိတို့လည်းတရားနာပဲသူတို့ဆရာတော်ကကိုဝင်းဦးလေစုထူးငယ်ပန်းရွယ်သွန်းကိုစီရီမော်မိကြသည်သူတို့ညီမတတွေဤဇယိုက်မတူမှုများကို ကျမလည်းသိပါသည်မအောင်နှင့်မလိုင်တို့မှညီမအရင်ဖြစ်ကြသည် မအေးများကတဝံခွေညီမတော်သည်သူတို့အားလုံးတွင်ငယ်စဉ်ကပင်မိပါမရှိကြတော့ပါ မအုံနှင့်မလိုင်တို့၏အကိုကြီးဦးမျက်ဆံမှာအထက်တန်းကျောင်းကျောင်းဥဆရာကြီးဖြစ်သည်ဆရာကြီးသည် အပြိုကြီးနှစ်မများကိုငယ်စဉ်ကပင်ကြွေးမွေးဆောင်ရှောက်ထားပါသည်မမြလွင်ကိုစုထူးကြီးပန်ရွယ်မလောင်းတော့ဘူးလားစုထူးငယ်ပန်ရွယ်သွန်းကိုကျောင်းသားတို့ပြောင်ဖြဲ့၍ပြောသောစကားမှာ ကျမနှုတ်ဖျားတို့ဘလို့ရောက်လာသည်မသိပါမမြလွင်ကခေါင်းခါပြီးမဲ့ပြပါသည်မှတ်လှိုင်းသည်မျက်ခုံးကိုပင်ကအုံးမေရန်ကုန်မှာသူကြည့်ခဲ့ပြီလို့အိုက်တင်ခန်းနေတာဒီတော့လေကျမတို့အားလုံးရီမောမိကြပါသည် မအုံတို့ထွက်သွားသည့်အခါကျမလည်းပြန်တော့ရန်ထလိုက်ပါသည်မမြလွင်ကထွက်သွားသောမအုံနှင့်မလှိုင်းတို့၏နောက်ကြောများကိုလှမ်းကြည့်လိုက်ပြီသူတို့နှစ်ယောက်ပြိုကြီးဖြစ်ပုံကိုမဆန်းပွင့်သိရလား ဟိုလှဲ့မေးလိုက်သဖြင့်မပြန်ဖြစ်သေးပဲ။ရရာမလို့လိုရာမရလို့နေမှာပေါ့။ထထရီဝလုံးချီတုပ်ပြီးရမ်းတာဘာကောင်းမလဲစာရေးဆရာကြီး။လူအကြောင်းကိုတတိချာချာမသိဘဲနဲ့များတော့စာမီးရင်းနေစမ်းပါနဲ့။ဒီတခါတော့ကျမရင်နဲ့တော်တော်ခိုက်သွားပါသည်။ကျမကုံတိတ်ခါကိုလည်းပြည့်ရွန်းစေသည်မဟုတ်ပါလား။လူဆိုတာအချင်းနဲ့မကင်းမှုမို့လားမမြလွင့်။1500ချင်းနဲ့ကင်းတဲ့မိမာတွေယောက်ျားတွေလုံးဝမရှိဘူးလို့ မဆန်းပွင့်ဆွဆွဲရဲ့သလားကျမနှုတ်ပိတ်သွားရပါတော့သည်ဒီချက်ကိုလေးလေးနက်နက်ဆင်ခြင်ကြည့်ဖို့လိုအပ်သည်ဟု ကျမထင်မြင်လာသည်သူတို့နဲ့ပတ်သက်ရင်တော့1500ကျင်းနဲ့กินတဲ့မိန်းမတွေရှိကိုရှိတယ်ဆိုတာကိုပြောဝင်တယ်တသက်ပြနိုင်တယ်မအေးမြတို့မတင်သူတို့ကလော်ကီမှုနဲ့ကင်းဝင်နေပုံရပါမယ်တကယ်သာမိဘတွေက အုတ်ထင်းသူတွေကအိမ်အောင်ပြုတ်ခိုင်းတားမွေးခိုင်းပြုတ်လိမ်မွေးလေအောင် ပြီးတော့မိဘကဒတိုင်းလိုကာယံဆောက်ရှောက်မထားလို့အာရမကြုံကြိုက်တဲ့လူရှင်ဖြစ်ရဘွားမှာရွရွကုတ်ကုတ်နေနေအောင်မေမအုံးတို့မလှိုင်တို့ကဒီလိုကိုမဟုတ်ဘူးဒါဖြစ်မလို့လေသူတို့နှလုံးသားမှာတကယ်အငြိအကျေးမရှိတာပါကွယ်စန့်ကျင်ဘက်လိန်ကိုတတ်မှတ်မှုကိုမဖြစ်တာပါငငယ်ကသူတို့ညီမကိုကြိုက်တယ်လို့အင်မတန်ပေါ်တာပါသူရောက်မှကဆိုသူတို့ကိုအိမ်အောင်ချပေးဖို့ခဏခဏစူးစမ်းခဲ့တာ ပြီးတော့သူတို့ဟာကသူတို့ဘွားကိုတိတ်ကျေနေပြီးတိတ်ပျော်နေတဲ့လူတွေပဲအကြောင်းကြမရှိ အပူပန်မရှိတွားလိုက်စားလိုက်နဲ့ပျော်နေကြတာမို့များတခြားအာရုံမဖြစ်တာလားမသိဘူးသူပြောနေတာကို ကျမသိတော့လည်းမယုံပါသို့တော့စဉ်းစားစရာအချက်ဖြစ်ကြောင်းတော့ဝန်ခံရပါမည်အတွင်းစိတ်ကိုဘယ်သူသိနိုင်တာမှတ်လို့မမျှလွင်ရဲ့သူတို့တက်မှတ်ဆွဲလန်းတဲ့လူတယောက်စီတော့ရှိနေမှာပေါ့ရတာမလို့လိုတာမရလို့ဖြစ်မှာပေါ့လာပြန်ပြီ တည်ရတာမလို့လိုရာမရကြီးမတင်သူတို့မအေးမြတို့မှာလိုရာကိုမရှိဘူးမလှိုင်းတို့မအုံးတို့မှာလည်းလိုရာကိုမရှိဘူးကိုပြောတာယုံစမ်းမှာစာရေးဆရာရဲ့မဟုတ်တာတွေလောက်ကြံပြီးမရေးကျင်စမ်းမှာ ਨੇ မဆန်းပွင့်ဝိထုတွေကိုကိုဖက်လာစာရေးကလေးကတစ်နှစ်ကျော်နေပါပြီဒီเจ้าမျိုးရေးမလားရေးမလားနဲ့စောင့်ဖက်နေတာမရေးလို့အခုကိုပြောပြနေရတာ အမိရေးတယ်လို့အပြိုကြီးမှန်သမျှရီးစားပြက်ကြီးပဲမဟုတ်ပါဘူးကွယ်။ကျမကသူ့ကိုပြန်၍မငင်တော့ပါ။ကျမ၏အသိပညာတစ်ထွားတစ်မိုင်းလောက်နှင်းလဲညင်းနေသင့်မည်မထင်ပါ။လော်ဂီဘုံသားတို့၏စိတ်ထားကစံပြရှုပ်ပွေလာသည်မဟုတ်လား။နက်နဲထူကြလာသည်မဟုတ်လား။မမြလွင်သည် သူ့စကားကို ထက်မှန်အတီးပြူပြောဆိုနေပြန်သည်။အတော်ကြပါသည်။ကျမဘာမျှပြန်မပြောဖြစ်ပဲ။ သူစကားများကို နားဆိုင်ထောင်နေလိုက်မိသည်ကျမလည်းမတ်တက်ရက်နေရပြီးအတော်ကလေးညောင်းညာလာသည်ဒါကိုသူသတိထားမိသွားပြီကဲကဲပြန်ခြင်းလဲပြန်တော့သူပြန်ခြင်းနေပြီထင်တယ်ကျမသည်ဟမ်ဆောင်နိုင်မှာနေလဲဝင်ခဲ့ပြီမောင်ပြပြရှိလာပြီမို့ရောအိမ်ကထွက်လာသည်မှာကြာသွားပြီမို့ရောညောင်းညာလာပြီမို့ပါသူ့ကိုနှုတ်ဆက်၍တချိုးရဲတုတ်ထွက်လာမိပါသည် အိမ်ကိုရောက်လျင်ပင်အမေကစီ၍ဖိတ်စာတစ်စောင်းကွဲ့ညီတို့ចောင်းကចောင်းเสียကိုမျိုးလွင်မင်္ဂလာဆောင်ဖိတ်စာတဲ့ဟုတ်တော့ကျမသည်တန်တော်နှင့်ဖိတ်စာကိုလှမ်းယူလိုက်သည်အံ့ဩရသည့်အចောင်းကရှင်းပါသည်ကိုမျိုးလွင်သည်မုတ်ဆိုးဘောတရားဖြစ်သည်အင်းရှင်မဆုံးသွားသည်မှာနှစ်နှစ်ပင်မပြည့်သေးပါမုတ်ဆိုးဘောဆိုပေမဲ့သားသမီးမရှိပါ မကြံရပါဒီတော့လူပြိုလိုလိုပါလိုလိုနဲ့ ဆရာမအပြိုကြီးများနဲ့အမြင်စာနောက်ခံနေရတတ်သည်။သူမိမယူတော်မီကို ကျမတို့တရင်စာနာပင်မကြားမသိခဲ့ပါ။ဒီနေ့တနေ့လုံးလဲကျောင်းတွင်ဆုံကြပါသေးသည်။အရေးအမွန်မျှပင်ကျမတို့မသိလိုက်ပါ။ယခုညနေဖိတ်စာရောက်လာနေပါဘကော။ကျမသည်တခုခုအံ့ဩစရာဆန်းပြတွေးလျင်မျိုးသိမ့်မထားနိုင်သည့်အတိုင်းအမေကိုလည်းအံ့ဩသည့်အကြောင်းပြောမိသည်။သူနှင့်လဲအားမရသေးပါ။ တဖက်ခြံမှမခင်နှင်းတို့လမ်းလျှောက်နေသည်ကိုမြင်၍လှမ်းခေါ်ကပြောမိပြန်သည်။ပွင့်ငါသာမသိတာ။ဦးမျိုးလွင်မိမယူတော့မယ်လို့ကြောနေတာဖြင့်ကြားလာပြီ။အနှင်းကပြောပါသည်။ဟုတ်လား။ခုယူတဲ့မိမနေလား။အိုးပွင့်ငါလေ။ခုယူတဲ့မိမကသူ့ခင်မလီ။အစားကသူကမကြိုက်ဘူးရှင့်။မကြိုက်လို့ဒီလောက်ကြားနေတာ။သူ့ရခမများက ခဲမနဲ့ပြန်လက်ဆက်ဖို့အတင်းဆွဲနေတာ။အော် ။တာဖြင့်သူကဘသူကြိုက်လို့လဲ။မအုံးကိုလီ။အော်။မအုံးကိုလူပြိုကလေးကကြိုက်တာ။လူပြိုတုံးကလည်းမရဘူး။ခုလည်းမရဘူး။အော်။မအုံးကိုမရလို့မမြလွင်ကို ယူကြလိမ့်မယ်ထင်းနေတာ။ဘာဖြစ်လို့လဲ။ဟော့တော။ဒီဆီယာမာကြီးကလည်းမမြလွင်နဲ့ခင်းနေရတယ်။ဒီချောင်းမသိဘူးလား။ကိုမျိုးလွင်လူပြိုကလေးကမမြလွင်ကကြိုက်လိုက်တာမှတပိုင်းကိုသေးလို့မုတ်ဆိုးပေါ်ဖြစ်တော့လေသူခမညာမျောလင်းနေရှာတာပေါ့ ဒါပေမဲ့ဦးမျိုးလွင်ကမအောင်ကိုမရတော့လေသူ့ကိုမြူဘူးလေသူနဲ့ကျမနိုင်ပိုင်းအတွင်းကပဲစကားလက်ဆောင်ကြခဲ့ပါလျက်အပြိုကြီးဖြစ်ရခြင်းအကြောင်းများကိုဆွေးနွေးမိပါလျက်သူ့အကြောင်းကို ကျမမသိရှိခဲ့ရပါကလားသူ့ဘွားနဲ့ပတ်သက်တော့သူ့တွေးမြင်သည်အဘယ်သို့နည်းကျမမလေးလာလိုက်မိခြင်းကို နောင်တရနေမိပါပြီသူ့စာကျမရင်တွင်မှစိုးနေနေကြီးရှိလာသည် သူနဲ့ကျမတို့စကားလက်ဆုံးကြနေစဉ်ကဦးမျိုးလွင်ဖိတ်စာကို သူရရှိပြီးပြီလားဟုကျမတွင် အတွေ့အဝင်နေမိသည်မိဘကမပေးစားခြင်းအိမ်အောင်မပြုစေခြင်းနဲ့ခြားရဲကအိမ်အောင်ကြသွားတဲ့လူတွေလည်းရှိတာပါပဲအဲ့ဒီတည်းလေကိုတို့မပါခဲ့ဘူးဟုဆဆောက သူရီမောပြောခဲ့ပါသည် သူရီတန်းသည် ကျမနားထဲတွင် တသေးသေးပြန်ပြေးလာနေသည်သူစကားရဲ့အထိပယ်ကို စာနာထောက်ထားစေဖြင့် ရှာဖွေမှန်းစာကြည်နေမိပါသည်မဆန်းပွင်ရှုမဝမဂဇင်1969နိုဝင်ဘာလနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကျမတို့နောက်ထပ် audiobook မှာ ပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။